ကားပေါ်မှာပန်းစီကြီးရရှိခဲ့တဲ့တရုတ်နိုင်ငံကအမျိုးသမီးလို့မြန်မာနိုင်ငံမှာအိုးဖြက်ပြဆပ်ပရိုက်တိုက်ခိုင်ခဲ့ရတဲ့ဆယ်လီနဲ့ဦးပြီးခဲ့တဲ့ရက်မှာတော့တရုတ်နိုင်ငံကအမျိုးတမျိုးမှာကားကြီးပေါ်မှာပန်းအောင်ပန်းစီကြီးကိုတင်သွားတဲ့ကားကြီးအောင်ဆိုရှယ်မီဒီယာမှာအတော်လေးနာမည်ကြီးခဲ့ပါရီပန်းအောင်ပန်းစီကြီးကိုဘယ်မင်းကလေးကပိုင်ဆိုင်မလဲဆိုပြီးတော့စိတ်ဝင်စားခဲ့ကြတာပါ နောက်ဆုံးမှာအဆိုပါပန်းစီကိုဘလော့ကာတူဖြစ်တဲ့တရုတ်မာလီကပိုင်ဆိုင်သွားတာပါမိခနေတိုင်းလိုချင်နေပန်းစီကိုမှကားကြီးနဲ့တရားလာအောင်အေယာမပန်းစီကြီးကိုပိုင်ဆိုင်ခဲ့ရတာကြောင့်ကဘာဘော်ကအမျိုးသမီးတော်တော်များအားကြခဲ့ကြပါရယ်အခုလော surprise တိုက်ခင်ရတာကိုနိုင်ငံသားကအမျိုးသမီးတင်မှမဟုတ်ဘဲမြန်မာနိုင်ငံမှာလည်းဦးပြပြ surprise တိုက်ခင်ခဲ့ရတဲ့အမျိုးသမီးဆယ်လီနဲ့ဦးရှိပါရယ်နမနဲ့ baby papa ပါရှင်နုနု ဘေဘီပပောင်းပန်ရှင်နုနုကတော့ကစားစရာပစ္စည်းတွေနဲ့ကလေးတွေကြားထဲမှာနာမည်ကြီးပါရင်အယုတ်ဆိုင်ပန်ရှင်ပြင်နာမည်ကြီးလာတဲ့ပြင်လက်ရှိမှာမြို့သမီးတူကြီးရဲ့တခဲနဲ့အားကြခြင်းကိုခံနေရတာပါခင်မောဖြစ်သူကဘေဘီပပအယုတ်ဆိုင်ပန်ရှင်နုနုကို3000တန်းကားကြီးနဲ့ဆပ်ပရိုက်တက်လိုက်တာပါရိုးရိုးတန်းကားဝယ်ပေးလိုက်တာမဟုတ်ဘဲ ကားကိုကားကြီးပေါ်တင်ကအလားဆင်ပြီးတော့တည်လာခိုင်းတာပါလက်တလောနိုင်ငံသားမှာခေစားနေသလိုကားကြီးပေါ်မှာကားကိုတင်ကပူပေါင်းတွေနဲ့အလားဆင်ထားခဲ့သလိုကားအတွင်းမှာလည်းပန်းစည်းတွေနဲ့ရိုမန်တစ်ဆန်ဆန်ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ဒါပြင်အယုတ်ကြီးတယုတ်မှာတင်လာခဲ့တာပါကားရောင်းကန်းကလည်းကားကြီးထွက်သွားကလေးကလမ်းမှာတွေ့သူတိုင်းကစိတ်ဝင်စားနေခဲ့ကြတာပါအလားဆင်ထားတဲ့ကားကောင်းစားကြီးကိုဘသူကများပိုင်ဆိုင်သွားလိမ့်မလဲလို့စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ဆိုပါကားကိုပိုင်ဆိုင်သွားရသူကမိမိပပစတိုးနိုင်ပိုင်ရှိနုနုဖြစ်နေတာပါနုနုက3800ကားကြီးနဲ့ခင်မုန်းဖြစ်သူစီကချစ်တွေကိုမြင်တွေ့လိုက်ရတာပါတော်တော်အများကတော့နုနုကအခုလိုကားကြီးပေါ်မှာပစ္စည်းတင်ကပထမဆုံး surprise တိုက်ခင်ရသူလို့ထင်နေတာပါတကယ်တမ်းမှာတော့နုနုကပထမဆုံးမဟုတ်ဘဲနဲ့နောက်ထပ်တစ်ယောက်ရှိလို့နေတာပါနံပါတ်1 smile အခုလိုကားကြီးပေါ်မှာပစ္စည်းတွေကိုလာစင်က surprise တိုက်ခင်ရတာမျိုးကို စမိုင်းကအူအူပြပြရခဲ့ပူတာပါတရုတ်မလေးကပန်စီနဲ့ဆာပရိုက်တိုက်ခင်ရတာကြောင့်ကဘာကျော်ခဲ့တာဖြစ်ပြီးစမိုင်းကတော့ကားနဲ့ထူးခြားခြားလက်ဆောင်လေးရခဲ့တာပါနိုင်ငံသားကိုမချွက်ခင်မြန်မာနိုင်ငံမှာနေတော့ကခင်မိုးဖြစ်သူကစမိုင်းကိုကားတစီလက်ဆောင်ပေးခဲ့ပါရင်တိမ်မောင်းထောင်ကြီးတနေပြန်ကားနေရောင်ကိုကားပေါ်မှာတင်ကဆာပရိုက်တိုက်ခင်တာဖြစ်ပါရင်ဒါကြောင့်မလို့မြန်မာနိုင်ငံမှာဆိုရင်စမိုင်းကအရင်ဆုံးခုလိုဆာပရိုက်တိုက်ခင်ခဲ့ရတဲ့ကံကောင်းတဲ့မျိုးသမီးဖြစ်ခဲ့တာပါစမိုင်းမျိုးသမီးတိုင်းအားကြတဲ့နီလန်မျိုးစုံနဲ့ဆာပရိုက်တိုက်ခင်နေရတာပါ မင်္ဂလာနှစ်ပတ်လည်နေ့ဒီမှာဆိုရင်လေကောင်းကင်ပေါ်မှာ smile ရဲ့နာမည်ကိုမီရှူမီဘန်းတွေနဲ့စာရင်းထိုးထားတာမျိုးတွေနဲ့ငွေကုန်ကြေးကြခံကခင်မိုးဖြစ်သူကအချစ်တွေကိုတတ်သိပြလေးရှိတာဖြစ်ပါတယ် ပရိသတ်ကြီးရောကံကောင်းတဲ့မျိုးသမီးနေနဲ့ surprise တိုက်ခိုက်ခြင်းလားဆိုတာပြောခဲ့ပေးပါဦးရှင်။အဆုံးနေကြချွာပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေလူပညာရှင်တွေရဲ့အသိနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီဒီယိုလောင်းနဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားပြီးနောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမေတ္တာစကားလေးလက်ဆောင်ပါရင်းနဲ့ပဲအစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေရှင်။